မင်္ဂလာပါဖော်ပေါ် preview channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ဒီ training နေ့ညမှာတော့ဒါကစားမဲ့ပွဲကောင်းနေတော်များများရှိတယ်ဗောနော်အဲ့တော့ဒီနေ့ညမှာတော့ဒါဥရောပလိပွဲစဉ်တွေတည်းရနေပြီးတော့မှဒီအကောင်းဆုံးပွဲစဉ်၃ပွဲကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့တုံ့တက်ပေးမှာဗောနော်အဲ့တော့ဒီနေ့ပွဲစဉ်တွေကိုကြိုပြီးတော့မတုံ့တက်ပေးကြမှာဆိုလို့ရှိရင်တခြားသောထိတန်းလိပွဲစဉ်ပြိုင်ပွဲတွေရဲ့ပွဲစဉ်တွေဒါဒီလိပွဲစဉ်တွေရဲ့ဒီမောင်းတွဲတွေဒီရွေးချယ်မှုတွေကိုလည်းကျွန်တော်ရဲ့ Telegram channel မှာတင်ပေးထားဖြစ်တဲ့အတွက်ကြောင့်ဒါ Telegram channel ကို join ကျင်လဲဆိုလို့ရှိရင်ဒီဗီဒီယိုအောက်က ကောမန့်မှာ daily run channel link ကို pin comment အနေနဲ့ထားပေးကြရပါဘူးနော်ဝင်ပြီးတော့ join ထားလို့ရပြီပေါ့အဲ့တော့ဒါဒီနေ့ညရဲ့ပထမဆုံးပွဲစဉ်ကဒီနေ့ညဒီ၈နိုင်မှာကစားမဲ့ German Bundesliga ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီ Leverkusen နဲ့ Dortmund ပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့် Dortmund ကဒီချိန်ပြား20ရှုံမဲ့ပြီးတော့ goal ball အနေနဲ့ဆိုလို့ရှိရင်၃ goal သွင်းပြ30ရှုံမဲ့ပေါ့နော်အဲ့တော့ဒီပွဲစဉ်ကပြောမှာဆိုလို့ရှိရင်ဒီတစ်ပတ် ဘွန်တလီကပြိုင်ပွဲရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့အဆုပ်ပွဲမလို့ဒီနေ့မှာတကယ်တကယ်အမှတ်လိုနေတာအသင်းတတင်းနဲ့ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီရာဒီမှာဒါဘွန်တလီကမှဆိုလို့ရှိရင်အမှတ်ပီးချန်ပီယံဖြစ်ဘိုင်ယန်မြူနစ်ကစုကူထားခဲ့ပြီဖြစ်တာကြောင့်ဒီလေဘာကူဆင်အနေနဲ့ဆိုလို့ရှိရင်ဒါလက်ကျန်ပွဲစဉ်တွေကိုဒါသူရှုံးခဲ့မယ်ဆိုလို့ရှိရင်တော့သူလေဘာကူဆင်ကဒီရာဒီမှာ အဆင့်နှစ်နဲ့မှသူတို့ရာသီတိန်းနိုင်မှာဖြစ်တယ်ဗောနော်ဒီတစ်ဖက်ကတော့မုံကတော့ဒီပွဲမှာချိန်တိပေါ်အမှတ်လို့တယ်ဒါချင်မင်းလေးဝင်ဝင်အတွက်ဆိုလို့ရှိရင်အဆင့်၄နေရာက frying ban နဲ့ဒါ၄မှတ်กว่าနေရာကြောင့်ဒီနေ့ပွဲစဉ်မှာဒါအနိုင်ကစားထားမှသာသူတို့ရဲ့ဒီချင်မင်းလေးညှော်လင်းချက်ကဒီရာသီပိတ်ပွဲစဉ်အထိတော့မုံကညှော်လင်းနိုင်မှာဖြစ်တယ်ဗောနော်ပြီးတော့တော့မုံကသူတို့ကစားခဲ့တဲ့ဘွန်ဒက်လီကနောက်ဆုံး၆ပွဲကိုကျွန်တော်ပြန်ကြည့်ရင်ရှုံးပွဲလုံးဝမရှိဘူး ၅ပွဲနိုင်တယ်တပွဲတည်းကြတော့လီဗာကူးဆင်းကိုကျွန်တော်ပြန်ကြည့်လိုက်နောက်ဆုံး၅ပွဲမှာလုံးဝသူရှုံးဝဲမရှိကစားထားခဲ့ပေမဲ့ဒီနေ့ပွဲစဉ်မှာဒါစိတ်တပိုင်းဆိုင်ရာအရတော့တုံးမောအပူပြီးတော့ကောင်းလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီချန်ပီယံလိဝင်ဝင်မျှော်လင့်ချက်အတွက်ဆိုလို့ရှိရင်ကျင်းဒီပေါ်တုံးမောကဒီနေ့ပွဲစဉ်မှာမရှုံးအောင်ကစားထားရမယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာအနည်းဆုံးသိအီတမတ်ရထားမှလာဒါသူတို့ရဲ့ အဲချင်မင်းလေးဝင်ဝင်မျောလင်းကြက်ဆက်ပြီးတော့ရှိအောင်မှာဖြစ်တယ်။အဲ့တော့ဒီနေ့မှသာတုံးမရှုံးသွားခဲ့မယ်ဆိုလို့ရှိရင်ကျင်းဒီပေါ့ဒီတုံးမလာမဲ့ဘောလုံးရသည်မှာချင်မင်းလေးမှာသူတို့မြင်တွေ့ရတော့မှာမဟုတ်ဘူး။အဲ့တော့ဒီနေ့ပွဲစဉ်မှာတော့တုံးမအနေနဲ့အနည်းဆုံး၄ပွဲကိုစင်အောင်မရှုံးအောင်ကစားနိုင်ဖို့သူတို့အသေးအနေနဲ့ကြိုးပြီးတော့ပြင်ဆင်လာလိမ့်မယ်ကျွန်တော်ထင်တယ်။အဲ့တော့ဒီဒီကြမှာဒီပြား20ပဲရှုံးမယ်တော်မပါမနေရဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်အတွက်လေကျွန်တော်တန်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီပထမဆုံးပွဲစဉ်မှာတော့တော်မရွေးပေးမယ်ပေါ့ အဲ့တော့ဒီနေ့ညရင်ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ည8:45မှာကစားမယ်စပိန်သားလီကာပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီဘာစီလိုနာနဲ့ရီယယ်မက်ဒရီပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင်ဘာစီလိုနာကတကိုးသွင်းပြ90ရမယ်ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင်၄ဂိုးသွင်း55ပြရမယ်ပေါ့နော်အဲ့တော့ဒီပြောမှဆိုလို့ရှိရင် အက်ဂလက်စီကိုပြန်ပွဲတွေကဒီပွဲစဉ်တွေကပြောမှဆိုလို့ရှိရင် K ဆက်ဆက်မှာတော်တော်လေးကိုမြိုင်ခဲ့တဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ဒီနောက်ဆုံးကစားခဲ့တဲ့အက်ဂလက်စီကို10ပွဲလုံးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လဲတွင်းဂိုးတွေများခဲ့ပြီးတော့တပွဲပြန်မရဆိုလို့ရှိရင်တွင်းဂိုး၃ဂိုးအနည်းဆုံး ်ရှိခဲ့တယ်ဗောနော်အဲ့တော့လက်ရှိမှာဘာစီနဲ့ရီရဲ့နှစ်သိန်းလောက်ကသူတို့အတွက်မျောလင်းစရာကလာလီကာချန်ပီယံဆုပဲကျန်တော့ဗောနော်အဲ့တော့ဒီနေ့ပွဲစဉ်ကနှစ်သိန်းလောက်အတွက် အရေးပါတယ်ဘောနော်ဒီတစ်ပတ်က real ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီယာဒီမှာတို့ဒါ Copa del Rey Super Cup အဆရှိရဲ့စပိန်ပြည်တွင်းဖလားတွေကိုဒါပြန်ဘက်ဘာစီလိုနာအသင်းစီလွှဲပြောင်းပေးခဲ့ရပြီးတော့ Champions League မှာဆိုလို့ရှိရင်လည်းတို့ quarter final နဲ့အရင်လှည့်ထွက်ခဲ့ရတယ်ဘောနော်အဲ့တော့လက်ရှိ La Liga မှာဆိုလို့ရှိရင် real ကဒီ Barcelona နဲ့အခြားမဲ့၄မဲ့กว่าရယ်ဘောနော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါရှုံးရမယ်ဆိုလို့ရှိရင် La La Liga Champions League အတွက်ဆိုလို့ရှိရင်အဆုံးပြတ်တစ်ခုတောင်မှဖြစ်သွားနိုင်တယ်ဘောနော်ဒီတစ်ပတ်က မာစီကိုကျွန်တော်အပြောင်းကြည့်မယ်ဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ကဒီရာဒီမှာတော်တော်လေးကိုအလုံးဖြည့်ခဲ့ပေးမယ်ခန့်စစ်ပိုင်းကိုကျွန်တော်အပြောင်းကြည့်မယ်ဆိုလို့ရှိရင်ပြိုင်ဝဲဆုံးနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်9ပွဲက B ကိုအနည်းဆုံး2ဂိုးနဲ့အထက်မှာရှိခဲ့တယ်ပေါ့နော်ဒီ error ဘီဒီရီရဲ့ဒီနောက်ဆုံး9ပွဲကိုကျွန်တော်အပြောင်းကြည့်မယ်ဆိုလို့ရှိရင်လည်း3ပွဲကအပြန်လည်ပေးဖို့ရှိခဲ့တယ်ပြီးတော့ဘာစီလိုနာရဲ့အင်ကွင်းနောက်ဆုံး၄ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်၃ပွဲကအပြန်လည်ပေးဖို့ရှိခဲ့တယ်ပေါ့နော်အဲ့တော့ဘာစီနဲ့ရီရဲ့ ဒီနေ့တင်းရဲ့အဒီယာဒီမှာသူတို့ပါဝင်ကစားခဲ့တဲ့လာလီကာပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အတွင်းကိုးတွေများခဲ့တယ်။ကျွန်တော်ဒီပြန်များအနေနဲ့တွက်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဘာစီရဲ့လုံနာရဲ့ဒီယာဒီဒီလာလီကာမှာသူတို့ပါဝင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ပြန်များအတွင်းကို 3.69ဒီရှိခဲ့ပြီးတော့ re ရဲ့ပွဲတင်တွေကိုကျွန်တော်ပြန်ကြည့်မှဆိုလို့ရှင်လေပြန်မြဒါ3.09ဒီရှိခဲ့ပေါ့နော်အဲ့တော့ဒီပွဲတင်ကဒါပြောမှဆိုလို့ရှင်လာလီကာပရိသတ်တွေအတွက်ဆိုလို့ရှင်အသင်းချင်းနှစ်သင်းရဲ့နောက်ဆုံးထိတဲ့တွေ့ဆုံတဲ့ပွဲစဉ်ဖြစ်တာကြောင့်ဒီပွဲစဉ်ကဒါပရိသတ်တွေအတွက်ဆိုလို့ရှင်အန်တာတိန်မန့်ဖြစ်လာမယ့်ပွဲစဉ်တွေကိုလို့ထင်တယ်ဒီအပြောင်းအလဲတွေကိုများပြားနိုင်ပြီးတော့နှစ်သင်းပေါင်းတွင်ကို၄ခုလောက်အနည်းဆုံးမျှော်လင့်နိုင်မယ့်ပွဲလို့လည်းကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ ဒီလေးခုတွင်းမှာ55ပြားရမယ်ဒါကိုပေါင်းကြီးပြင်းလုံးနဲ့ကိုပေါင်းကြီးတကူမှာကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါ5ပေါ်ပဲရွေးချယ်ပေးခြင်းနဲ့ပေါ့ အဲ့တော့ဒါဒီနေ့ညရဲ့ဒါနောက်ဆုံးပွဲစဉ်ကဒီနေ့ည10:00နာရီမှာကစားမယ့်အင်္ဂလန်ပရီးမီယာလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တယ်။ဒီလီဗာပူးနဲ့အာဆင်နယ်ဘောနော်အဲ့ပွဲစဉ်အကြီးကိုကျွန်တော်ပြန်ကြည့်ရင်လီဗာပူးကတရေကြရင်ပြား40ရှုံမယ်ပြီးတော့6ပေါင်းနေတယ်ဆိုလို့ရှိရင်3ဂိုးသွင်း85ပြားရမယ်ဘောနော်။အဲ့တော့ဒီနေ့ပွဲစဉ်ရဲ့ရလဒ်ကဒါပရီးမီယာလိဂ်အမှတ်ပေးစရာမှာအပြောင်းလဲရှိမှာမဟုတ်ပေမဲ့လည်းဒီနေ့ပွဲစဉ်မှာအာဆင်နယ်အတင်းရှုံးခဲ့မယ်ဆိုလို့ရှိရင်သူတို့ရဲ့ချန်ပီယံလိဂ်ဝင်ဝင်အရာချန်ပီယံလိဂ်ဝင်ဝင်အားလည်းပြောရမယ်ဆိုလို့ရှိရင်တင်ချာအနည်းရသူတို့ချင်းချောက်ခံနိုင်တယ်ဘောနော်ဒီအစိမ်းချောင်းနေရာက အဆွန်ဘီလာနဲ့ဆိုလို့ရှိရင်အာဆင်နယ်ကချက်မဲ့၄မှတ်သာကွာနေရကြောင်းနောက်ပိုင်းပွဲစဉ်တွေမှာသူတို့ဒီချက်လက်တွေပြန်ပြီးကောင်းမှုလုပ်ရဲပေါ့နော်ဒီတစ်ဖက်ကလီဗာပူးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီရာသီမှာသူတို့ဒီပရီးမီယာလီဂ်ချန်ပီယံဖြစ်ထားခဲ့ပြီဖြစ်လို့အိမ်ဝင်အန်ဖီမှာဆိုလို့ရှိရင်လည်းသူတို့တပွဲပဲရှုံးနေပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်ကဒါလီဗာပူးအတွက်တော့အရေးမပါဘူးပေါ့နော်ဒါမှမဟုတ်လို့အိမ်ဝင်အန်ဖီမှာသူတို့အာဆင်နယ်ကိုအနိုင်ယူပြီးတော့သူတို့ဟာပြောမယ်ဆိုလို့ရှိရင်ဒီရာသီမှာပရီးမီယာလီဂ်ချန်ပီယံဘာကြောင့်ဖြစ်ခဲ့လဲဆိုတဲ့အချက်ကိုသူတို့ကိုယ်တိုင်ကတက်တည်ပြဖို့စူးစမ်းလာနေတယ်ပေါ့နော်ဒါမှမဟုတ်ဒီလီဗာပူးရဲ့ဒီ ီနောက်ဆုံး9ခွဲကိုကျွန်တော်ပြန်ကြည့်9ခွဲကဒီအပြန်လည်သွင်းခွင့်ရှိခဲ့တယ်ပြီးတော့လီဗာပူးအသင်းရဲ့အင်ကွင်းနောက်ဆုံး15ခွဲကိုကျွန်တော်ပြန်ကြည့်မှာဆိုလို့ရှိရင်လည်းသူတို့ရဲ့တိုက်စစ်ကဒီအတွင်းကို2ခုနဲ့အထက်အတွင်းခဲ့တယ်ဟုတ်နော်ပြီးတော့ဒီတစ်ပတ်ကအာဆင်နယ်ရဲ့ ဒီ Premier League နောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်5ပွဲကဒီ Bournemouth score ဖြစ်ခဲ့တယ်ပြီးတော့သူတို့ရဲ့အဝေးကွင်းနောက်ဆုံး15ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲက Bournemouth score အရ yes ဖြစ်တယ်ပေါ့နော်ပြီးတော့ Liverpool နဲ့ Arsenal ဒီနှစ်သင်းလုံးရဲ့ဒါထိတ်ထိတ်လိုက်လို့ဆိုရင်နောက်ဆုံး5ဂျီကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါအပြန်အလှန်တွင်းကိုရှိရှိခဲ့တယ်ဒီနှစ်ဖက်အသင်းတွင်းကိုမြင်တွေ့ခဲ့ရပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်ကပြောမယ်ဆိုလို့ရှိရင်နှစ်သင်းလုံးအတွက်ဘယ်သင်းကမှအရှုံးခံကြီးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အဲ့တော့ဒီပွဲစဉ်ကနှစ်သင်းပေါင်းသင်းကိုရှိတွက်ကြည့်ရမယ်ပို့ပြီးတော့ကောင်းလိမ့်မယ်လို့ကျွန်တော်ထင် င်တယ်ဒီ3ကိုတွင်85ပြားရမယ်ကိုပေါင်းကြီးတခုမှာတော့ဒါဒီနေ့ညရဲ့နောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ဒါကိုပေါ်ရွေးချယ်ပေးခြင်းနဲ့ပေါ့အဲ့လိုပြီးဒီနေ့ပွဲစဉ်ကြီးရဲ့ဒါ၃၀ချက်ဒီနဲ့ပတ်သက်ပြီးတော့ညီကိုလို့ရဲ့အမြင်တွေကိုလည်းဒီဗီဒီယိုအောက်ကဒါကော့မန့်မှာဝင်ပြီးတော့မှတ်သွားပေးလို့ရတယ်ပေါ့နော်ပြီးတော့ဒီနေ့ဗီဒီယိုကဒါညီကိုတို့အတွက်ဒီတစ်ခုခုအကျိုးပြုခဲ့မယ်ဆိုလို့ရှိရင်လည်းဒီ channel ကို subscribe လေးလုပ်ပြီးတော့ဒီနေ့ဗီဒီယိုကိုဒီ like and share လေးလုပ်ပြီးတော်လို့ရတယ်ပေါ့နော်